မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေကဆန့်ွယ်ရာဒေသနာတော်ကိုမှတ်သားပြီးအနုမောရဏလို့ဆိုတဲ့အတိုင်းဝန္တပိတိဖြစ်ဖို့ရာဟောကြားရတာဖြစ်ပါတယ်အနုမောရဏဆိုတာကုလုံးတဲ့ကုသကံအားလျော်ဆိုတာဝါမြောက်ဖွယ်ဟောကြားရတဲ့တရားစကားမျိုးကိုအနုမောရဏလို့ခေါ်တယ် အဲ့ဒီအနုမောဒနာဟောတဲ့အခါမှာကုသကောင်းမှုရဲ့အကျိုးကျေးဇူးကိုအဓိကအဖြစ်ဖော်ပြပြီးဟောကြားလိုက်ရှိတယ်။ကုသကောင်းမှုရဲ့အကျိုးကျေးဇူးဆိုတဲ့နေရာမှာကိုဆောင်းလို့လူတန်းတဲ့เจ้าကအလှူခံပုဂ္ဂိုလ်ဖြစ်တဲ့တန်ဃာတွေမှာဘလို့အကျိုးပြုတယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့အကျိုးတရားကိုဖော်ပြတာဖြစ်တယ်နော်။အကျိုးတရားကိုဖော်ပြတာ ။နောင်ဘဝရမယ်အကျိုးတရားမျိုးမဟုတ်ဘဲနဲ့ဒီဘဝတည်းမဲ့เจ้าကဘလို့အကျိုးပြုတယ်လဲဆိုတာကိုသိရှင်းသားလဲပြီ။ကိုလူလိုက်တဲ့เจ้าကအလူကံပုဂ္ဂိုလ်တွေကိုအကျိုးပြုတယ်လို့ပဲ။အကျိုးပြုလို့ရရှိတဲ့ကောင်းကျိုးချမ်းသာမျိုးပဲ။ကျောင်းကကျောင်းမတွေကရရှိနိုင်တယ်လို့သူတို့ခေါ်တာပဲเนาะအဲ့တော့ကျောင်းရဲ့အကျိုးဆိုတာဟာ ဘလို့ရှိတယ်လဲလို့ဆိုရင်အဆောက်အဦတစ်ခုဟာဘာအတွက်လဲအဆောက်အဦတစ်ခုဟာအိမ်မဲဖြစ်ဖြစ်ကျောင်းမဲဖြစ်ဖြစ်ဘာ